မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်ယနေ့ဆို September 25ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စံတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်သာ၍ကောင်းကြီးပေးပါစေ။ကျွန်တော်ယခု ချဲ့ရရင်ယုံကြည်ခြင်းနဲ့ချင်းသိတော်မှ live လုပ်နေခြင်းဖြစ်ပါလေနေ့စဉ်ကြည့်ရှုသူအားလုံးဖျားကောင်းချီးပေးပါစေစွတ်တောင်းကြပါစို့အဖတ်တော်ရဖျားယေရှုတင်ပါလေနှုတ်ဘတော်ဖျားတိဆောက်ဆရာဖြစ်စေပါနတ်နေတဲ့တမန်တရားကိုကိုရောယူဆောင်ဖို့ပြပါအခုလည်းကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါကြည့်ရှုသူအားလုံးတို့တိဆောက်ဆရာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်စွတ်တောင်းဖျားဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါလေကျွန်တော်ဓမ္မသစ်ချမ်းတွင်တွေ့ရသော ဓမ္မသက်မြို့ရှုရိပီဤထင်ရှားသောဖြစ်ရပ်များကိုကျွန်တော်ထောက်နေပါ ರಿ အဲ့တော့ဒီကောင်းစဉ်ကကျွန်တော်အလွန်တရာမှအရေးကြီးတဲ့ကောင်းစဉ်တစ်ခုဖြစ်သလိုဒီကောင်းစဉ်နဲ့ပတ်သက်ပြီးတော့ဓမ္မဟောင်းကျမ်းတွင်တွေ့ရသောဓမ္မသက်မြို့ရှုရိပီဤထင်ရှားတဲ့ဖြစ်ရပ်၈ခုကျွန်တော်ပြောခဲ့ပြီးပါပြီ။ အဲ့တော့နေ့တိုင်းနားထောင်တဲ့သူတွေမှတ်မိမယ်လို့ယုံကြည်တယ်။အခုကတော့ဓမ္မသစ်ချမ်းမှာတွေ့ရတဲ့ရှုရိပီဓမ္မသစ်မြို့မှာ ဖြစ်ခဲ့တဲ့ထင်ရှားတဲ့ဖြစ်ရကြတော့အများကြီးရှိတယ်။အဲ့ဒီထဲကျတော့၅ခုနားထောင်ပါမယ်။ အဒီဓမ္မသမျိုးနဲ့ပတ်သက်ပြီးရှုရိပီဓမ္မသမျိုးနဲ့ပတ်သက်ပြီးဓမ္မောင်းဓမ္မသစ်မှာထင်ရှားတဲ့ဖြစ်ရတဲ့အများကြီးရှိတယ်။အဲ့ဒီအနေမှာဓမ္မောင်း၈ခုကျွန်တော်နားထောင်ခဲ့ပြီးအခုဓမ္မသစ်မှာတွေ့ရတဲ့၅ခုနားထောင်မှာဖြစ်တယ်။အခုဒီနေ့ဆိုနှစ်ခုမြောက်ကိုရောက်ပြီးဖြစ်တယ်။နံပါတ်၁ပထမတစ်ခုကတော့ဗာလေးဆိုသခင်ရှုခရစ်တော်ရဲ့သတင်းတော်ဟာတဲ့ရှုရိပီတပီလုံးအနှံ့ကြော်စောခဲ့မတ်သက်ခန်းကြီးလေး24ကိုဖန်ကျော်တွေ့ရမယ်။ဒါကျွန်တော်အများကြီးရှင်းပြခဲ့ပြီးဖြစ်တယ်။ ကဲဒီမနေ့ဒီကနေ့ဒုတိယချက်ကတော့ခရိယန်တို့ကိုညင်းစဲနှိပ်စက်ရန်ရှောလူထိုးမြို့သို့သွားခဲ့တယ်။တမန်တော်တို့ခန်းကြီးကိုအငယ်တက်ကနေနှစ်။အဒီတမသမြို့ကိုရှောလူဆိုတဲ့ပုဂ္ဂိုလ်ကသွားခဲ့တယ်။အကောင်းသွားတာမဟုတ်ဘူး။တခင်ဘုရားလို့ခေါ်တဲ့ယေရှုခရစ်တော်ကိုယုံကြည်သူများကိုသွားညင်းစဲဖို့သွားတာ။အဲဒါနဲ့အောင်ပြောရင်တော့ဒုက္ခပေးဖို့သွားတာ။အဲ့တော့ရှောလူက ဓမ္မသမျိုးဒုက္ခပေးဖို့သွားခဲ့ပေမဲ့ဓမ္မသမျိုးမှာရှိတဲ့ယုံကြည်သူတွေကဘလောက်ဆုတောင်းလဲမသိအဲ့ဒုက္ခပေးဖို့သွားတဲ့သူကသူကိုယ်တိုင်လမ်းမှာဒုက္ခရောက်သွားတယ်။ဟောဒီအောင်ကြည့်ခြင်းအဖြင့်ဘဝမှာသင်ကိုဒုက္ခပေးဖို့လာတဲ့သူကိုလမ်းမှာဖျားကတားနိုင်တယ်။တရားဖျားသားမီဖြစ်တဲ့ကြောင့်သင်ကိုဒုက္ခပေးမဲ့သူကသင်ကိုဒုက္ခပေးလို့မရတဲ့အပြင်သူကဒုက္ခပြန်ရောက်သွားတတ်တယ်။အောင်းစရာကောင်းတယ် အဲ့လိုပြောလို့ဒုက္ခရောက်တာကောင်းတယ်လို့ပြောချင်တာမဟုတ်ဘူးဆိုလိုချင်တာကတော့ရှောလူကသူများကိုတတ်ဖြတ်ညှင်းဆဲဖို့လာတာဒါပေမဲ့ဓမ္မမြို့သားတွေကအလွန်ဆုတောင်းတဲ့အခါအဲ့ဒီဒုက္ခပေးမဲ့သူကသူကိုယ်တိုင်ဒုက္ခနဲ့ပြန်တွေ့ပြီးအတ္တဓာတ်ပြောင်းလဲသွားတယ်အဲ့တွေ့ရတဲ့ဒုက္ခခက်ခဲသူမျက်စိကမ်းသွားတယ်လမ်းမှာတကယ်ရှုနဲ့တွေ့တယ်ကောင်းငင်ကအလင်းချတယ်သူမျက်စိကမ်းတယ်နောက်ဆုံးသူတတ်တာပြောင်းလဲပြီးတော့အဲ့ဒုက္ခတွေကနေပြောင်းလဲခြင်းပြန်ရတယ် ။ဒါကြောင့်တော်တော်များများဒီ short loop ဆိုတဲ့ပုံကိုပြောင်းလဲတာပဲတော်တော်များများသတိထားမိတယ်။ဒါပေမဲ့ကျွန်တော်ကဘာလို့အဓိကဒီနေ့ပြောချင်လဲဆိုတော့ဓမ္မမြို့သားတွေဘလောက်စုတောင်းလဲမသိဘူး။ဓမ္မမြို့မှာရှိတဲ့ယုံကြည်သူတွေသူတို့ဒုက္ခပေးဖို့လာတဲ့သူကလမ်းမှာအသက်တာပြုတ်ပြဲပြောင်းလဲပြီးသူတို့တရားဟောမယ်တမန်တော်ရှင်ပေါ်လူပြန်ဖြတ်လာတယ်။တော့ဒီနေ့ကျွန်တော်တို့ကိုဘယ်သူအရာတွေကဒုက္ခပေးဖို့လာနေပါစီသင်ယုံကြည်ပါအသက်ရှင်တဲ့ထာဝရဘုရားကိုသင်ဆုတောင်းပါ တဲ့အကျွင်းမဲ့ထိုဖျားကိုပဲမျောလင့်ထားပါသင်ရှိလာတဲ့ပြဿနာအားလုံးကပြောင်းပြန်လှန်ပြီးအကောင်းဆုံးဖြစ်အောင်သူဖျားကလုပ်ပေးမယ်ဆိုတာလေးကိုရှင်းဦးစွာအားပေးခြင်းနဲ့အားပေးခြင်းနဲ့ဒါကြောင့်ရှောလူဟာဒုက္ခတွေနဲ့သွားတွေ့တယ်။ဒါကြောင့်လေယုံကြည်သူသူညှင်းဆဲဖို့သူလာခဲ့။သူကိုယ်တိုင်မျက်စိကမ်းပြီးတော့စိတ်မတက်မတာမအီမတာသူဖြစ်ခဲ့ရတယ်။ဒါကြောင့်လေ သူပြီးမဲ့ဒုက္ခပြီးမဲ့သူကဖယားသားမီးဖြစ်တဲ့အခါဖယားသခင်ကအဲ့ဒီသူ့သားမီးဘက်ကပြန်ရက်တည်တာ။ဘာဒီအောင်ကြည့်ကြပြန်ဖယားနဲ့သာတော့ပါမိတ်ဆွေတင်ဘက်ကဖယားကအမြင်ရက်တည်နေတယ်ဆိုတာကိုမမိဖို့အားပေးခြင်း။ကဲဒါလေးကိုကျွန်တော်တို့ဖတ်ကြည့်မယ်ဓမ္မနုဒ္ဓခန်းကြီးကိုငယ်တကနေနှစ်ဒါဓမ္မသက်မြို့နဲ့ပတ်သက်တဲ့ထင်ရှားတဲ့ဖြစ်ရတဲ့မှာအဲ့ဒါပါတယ်ကဲဖတ်ကြည့်မယ်ရှောလူဒီကသခင်ဘုရားကြီးတပည့်တော်တို့တဖတ်နိုင်ချင်းချောက်၍ အသေးသက်ချင်းကပြင်းစွာအသက်ရှူသဖြင့်ထိုဘာသာဝင်သောယောက်ျားမိန်းမတို့ကိုတွေ့လင်ချီနှောင်၍ယေရုရှလင်မြို့သို့ပို့ဆောင်ရမည်အကြောင်းဓမ္မသက်မြို့၌ရှိသောတရားစီရင်မှုတို့ထံမှမှားထား၍ပြီးပါဟုနော်တမတရားစီရင်မှုတို့ထံသို့မှားစာကိုပြီးပါဟုယေပရောဟိတ်မင်းထံဝင်၍တောင်းပြီးမှာအော်ကျမ်းစာမှာ ရှောလူဆိုတဲ့ပုဂ္ဂိုလ်ကဒီတမသမျိုးမှာရှိတဲ့သခင်ဘုရားကိုယုံကြည်တဲ့သူတွေကိုသူကချိန်ချောက်။အဲကျန်တာမှာဘာရေးထားလဲဆိုတော့သခင်ဘုရားရဲ့တပည့်တော်တွေတဲ့။အဲကျန်တာမှာသခင်ဘုရားဆိုတော့သူပြောယေရှုခရစ်တော်ကိုပြောတာ။ကျန်တာမှာဘုရားသခင်ဆိုတာခမည်းတော်ဘုရားကိုပြောတာ။သခင်ဘုရားဆိုတာသားတော်ယေရှုခရစ်တော်ဘုရားကိုပြောတာ။အဲဒါလေးကိုကျွန်တော်သိရ။တချို့ကသခင်ဘုရားတွေ့လဲဘုရားသခင်ဖတ်လို့ဖတ် ဖခင်သခင်တွေ့တော့သခင်ဖခင်ဖတ်လို့ဖတ်အဲလိုဖတ်တတ်တဲ့ချုပ်ယုံကြည်သူတွေကကြည်နေတဲ့သူတွေတော့မပေါဘူးလို့ယုံကြည်ပါတယ်ဖခင်သခင်လို့တွေ့ရင်ဖခင်သခင်ပဲဖတ်မှာသခင်ဖခင်တွေ့ရင်သခင်ဖခင်ဖတ်ဖခင်သခင်ဆိုတာဂမိတော်ဖခင်ကိုပြောတာသခင်ဖခင်ဆိုတာသားတော်ယေရှုခရစ်တော်ဖခင်ကိုပြောတာအခုလေရှောလူကဒီသခင်ဖခင်လို့ခေါ်တဲ့သားတော်ယေရှုခရစ်တော်ဖခင်ရဲ့တပည့်တော်တွေကိုသူကချိန်ချောက်ဖို့လာတာဘာဘာယူလာလဲဆိုတော့သူတို့ဒုက္ခပေးဖို့စာပါယူလာတာ ဘယ်သူတွေရှိရယူလာလဲယစ်ပရောဟိတ်တွေရှိရနောက်ဆုံးလမ်းမှာကောင်းငင်ကနေအလင်းချတယ်အဲ့ဒီအလင်းအဖြစ်သူမျက်စိကွယ်တယ်ကောင်းငင်အတန်ကြားတယ်ရှောလူရှောလူဆိုရှောလူကမေးတယ်တင်မသူလဲဆိုအမင်းညင်းစဲတဲ့ယေရှုကငါပဲအော်ဒီယောက်ကြီးတရားဖြင့်ယုံကြည်သူညင်းစဲခြင်းဟာဘုသူညင်းစဲတာလေတကီရှုညင်းစဲတာလေအတူတူပဲအော်တကီရှုက သူသားသမီးကိုညှင်းဆဲသောသူကိုသူကလုံးဝဒီတိုင်းမချိဘူးပြောချင်တာကလုံးဝလက်မခံသူသားသမီးကိုညှင်းဆဲသောသူဘက်ကနေသူကပြန်ရက်တီပေးတယ်ဆိုတော့သူတွေ့ရတယ်ပဲအောင်စက်သိကောင်းတယ်ဒီချက်ကအော်ဒီရောက်ကြည့်ကြပြီဒီကျမ်းပိုက်လေးနှစ်ပိုက်မှာအရေးကြီးတဲ့အချက်ကလေးပေါ့နော်ဒီเจ้าရောက်ကိုကြည့်ကြရဖြစ်ဒီကျမ်းပိုက်နှစ်ပိုက်မှာပေါ့နော်အရေးကြီးတဲ့အချက်ကလေး သုံးချက်ကျော်ပြပြချက်နော်နံပါတ်1ချက်ကတော့ဘာလဲဆိုရှုံးလို့ကတခင်ဘုရားရဲ့တပည့်တော်တွေကိုချိန်၆ပြီးအသေးတက်ဖို့သူသွားနေတာဟောဒီောက်ကြည့်ခြင်းအဖြစ်ယေရှုခရစ်တော်ရဲ့တဖက်မှာရှစ်သူကသွားပြန်ရက်တည်တာကြောပြောမယ်ယေရှုခရစ်တော်ဘက်ကမရက်တည်နော်ယေရှုခရစ်တော်ရဲ့သားသမီးဘက်ကမရက်တည်ပဲယေရှုခရစ်တော်သားသမီးတွေရဲ့တဖက်ကနေသူရက်တည်တာအနားလေအောင် ပြောရင်တော့ သခင်ယေရှုကိုယုံကြည်တဲ့သူကိုအမပေးတဲ့ပြေသူကစန့်ကျင်တဲ့အခါမှာအဲ့ဒီသခင်ယေရှုကိုယုံတဲ့သူတွေကတော့ဘာမှသူ့ကိုမလုပ်ပါဘူး။ဒါပေမဲ့သခင်ယေရှုကိုယ်တိုင်သူ့ကိုထိုက်ရိုက်သွားပြီးတော့ဆုံးမတယ်ဆိုတော့တွေ့ရတယ်။နောက်တစ်ယောက်ကြည့်ကြရဖြင့်သင်ဟာသခင်ယေရှုနဲ့သွားလာရင်သင်တို့တခုခုသူများဒုက္ခပင်သင်စီရင်ဖို့မလိုပါဘူးသင်ဘက်ကနေဖခင်ကလုတ်ပေးဖို့အစဉ်သင်ရှိတယ်ဆိုတာကို အဲဒါလေးနံပါတ်1ကျွန်တော်နားလည်ဖို့ဖြစ်တယ်ကဲနံပါတ်2တွေ့ရချက်တွေ့ရချက်ကတော့ तू ကအဲ့ဒီကိုသွားတာအဲ့ဒီယုံကြည်သူကိုချီနှောင်ဖို့သွားတာနော်ချီနှောင်ဖို့ဆိုတာကျိုးတွေနဲ့ဒုက္ခဒုက္ခတွေပေးချီနှောင်ဖို့သွားတာဒါပေမဲ့အဲ့ဒီဓမ္မမျိုးမှာရှိတဲ့ယုံကြည်သူကဘယ်လောက်တော့ဆုတောင်းလဲမသိဘူးသူကိုယ်တိုင်ကအဲ့ဒုက္ခပေးဖို့လာတဲ့ရှောလူကမျက်စိကံပြီးသူကသူများကိုချီနှောင်မှုနေသာသာသူတောင်သူများလက်ကိုကင်ပြီးလမ်းလျှောက်တဲ့အဆင့်ဖြစ်သွားတယ် အောင်စရတာလေဟောဒီကနေ့ကျွန်တော်တို့တတ်တာမှာနော်ကျွန်တော်အမျိုးမျိုးသောခြိနှောင်ခြင်းတွေဒုက္ခပေးခြင်းတွေလာတတ်တယ်နော်တပည့်သင်ဖျားနေပဲသွားပါအဲ့ခြိနှောင်မှုလာတဲ့အရာတွေကလေတဝဲလေလေနဲ့သိရှိလာလို့မရအောင်ဖျက်ခဲ့တာထားတတ်တယ်ဆိုတော့ပတ်တွေ့ရတယ်နံပါတ်1နံပါတ်2တတိယချက်တကယ်ချက်ကတော့ဗာလေးဆိုသူကဒီတမတ်မြို့မှာရှိတဲ့ယုံကြည်သူတွေတတ်ဖို့ဖြတ်ဖို့ညှင်းဆဲဖို့အတွက်သူကတကယ်ဝင်စာပါယူသွားတာ စာကိုင်းနေသွားနေလားနားလည်အောင်ပြောတော့ဒုက္ခပေးဖို့စာယူသွားတာတတိယချက်ကဒုက္ခပေးဖို့စာယူသွားတဲ့သူကလေတကီယေရှုရဲ့ကယ်တင်ခြင်းသတင်းစကားကို ပြန်စာရေးပေးရတဲ့လက်ပြန်ဖြစ်လာအဲ့တော့ဘာဖြစ်လဲတမသမျိုးမှရှိတဲ့ယုံကြည်သူတွေဆုတောင်းခြင်းကြောင့်တောင်းကိုကျွန်တော်တို့နားထောင်နေတာဓမ္မသစ္စာမှာတွေ့ရတဲ့ဓမ္မသမျိုး ရှုရိပီမှာဖြစ်တဲ့ဖြစ်ရတည်တဲ့ကနေ၅ခုမှဒုတိယအချက်ကတည်းကအသိရေးကြီးတယ် ော်ဒီကနေ့ခရိယသတ္တမအရေးကြီးတာကသင်ရှိ ਉਹ ဒုက္ခတွေပြဿနာတွေဘာတွေလာလာသင်ကအဲ့ဒါတွေအတွက်ကြောက်ရမှာမဟုတ်ဘူးသင်ကဖះကိုကြောက်ပြီးဖះနဲ့အဆက်အသွယ်ကောင်းနေရမှာပဲဖြစ်တယ်အဲ့ဒီပုံမှာဖះကတိဘကပြန်ပြီးစီရင်ပေးတယ်ဆိုတော့တွေ့ရတယ်တောင်ရှောလူကသူ့နိုင်ပြီဆိုပြီးအနိုင်ကျင့်ပို့လာတာ ဒါပေမဲ့သူရှုံးသွားတဲ့အပြင်အဲ့ဒီလာနေတဲ့လမ်းခီးမှာပဲသူ့အသက်တာကြီးမားတဲ့အပြောင်းလဲပြန်ဖြစ်သွားတာဒါပေမဲ့ဒီနေ့ကျန်းစာမှာပြောရနော်သင်တို့ဘက်မှာရှိတဲ့သူကလောကဘက်မှာရှိတဲ့သူထက်တာ၍ကြီးတယ်လို့ပြောတာဒါဒီနေ့သင်အကျိုးရကြီးနေတာလားသင်ယောဂကြီးလားတဲ့အလုတ်လက်မဲ့ဖြစ်တာကြီးတာလားအသက်ပြဒနာကြီးလားအသက်ဒုက္ခကြီးလားဒါမှမဟုတ်ဘုရားသခင်ကကြီးလား ရားသခင်ကြီးတယ်လို့ဝန်ခံတဲ့သူတို့ကလာတဲ့ပြဿနာအလုံးအပြောင်းလဲဖြစ်အောင်ဘုရားသခင်ကအံ့ဩဖွယ်လုပ်တတ်တယ်ဆိုတာကိုဒီဖြစ်ဖြစ်ကြီးကကျွန်တော်ကိုအတိလင်းဖော်ပြထားတာဖြစ်တယ်။တော့ရှောလူကဒုက္ခပေးဖို့သွားတဲ့အခါသူ့မှာအတိလည်းမရှိဘူးအရှိလည်းမသိတော့ဘူး။ပြောပြောချင်တယ်သူအတိလည်းမရှိတော့ဘူးအရှိလည်းမသိတော့ဘူးသူ။တောင်းနဲ့လောကမှာလူကအတိလည်းရှိရတယ်အရှိကိုလည်းသိရတယ်။ပြောပြောချင်တယ်အတိရှိရမယ်အရှိလည်းသိရမယ် သူ့ထဲမှာဘာဘာအသိမှမရှိတော့ဘူးဘာကြောင့်လဲဆိုတော့အသက်ရှင်တဲ့ဖခင်အုပ်ဆိုးမှုမရှိပဲသူ့ရဲ့ဒေါသတွေကအုပ်ဆိုးတဲ့အခါအသိဉာဏ်တွေကလွတ်သွားတာသူ့မှာဘာရှိလို့ရှိမှလဲသူဘာမသိတော့တောင်သူကအသိလဲရှိရတယ်အရှိလဲသိရအသိရှိရင်နဲ့အများနှစ်သက်လာတယ်တောင်သူကအတိတ်တရားရှိတဲ့အခါလူများရဲ့နှစ်သက်ချင်းခံရတယ်တဲ့အရှိကိုသိတဲ့အခါစိတ်သက်သာရတယ်ပြောမယ်နော် တဲ့အတိရှိရင်အတိအဲ့ဒီအတိတရားရှိတဲ့အခါမဟုတ်တာ လုတ်ချင်စိတ်မရှိတော့ဘူးတဲ့ဒီအတိတရားတွေကဘယ်သူကပဲအကောင်းဆုံးလုတ်ပြီးလဲဖခင်ကကျွန်တော်တို့အတိတရားရှိစေတာဒီဖခင်မရှိတဲ့သူကတလိပ်ဆန်ထက်တောင်စိုးညက်တဲ့အရာတွေလုတ်တတ်တယ်နော်အန္တရာထာတောင်သူကအတိရှိရင်တဲ့အများနဲ့တက်လာတယ်အရှိကိုတိလာရင်တဲ့စိတ်သက်သာရတယ် တော့အတိလည်းရှိရမယ်အရှိလည်းသိရတယ်ပြောချင်တယ်နော်အတိရှိရမယ်အရှိလည်းသိရတယ်ရှောလူအတိလည်းမရှိတော့အရှိကိုလည်းမသိတော့တပ်ဖို့ဖြတ်ဖို့ဒုက္ခပေးဖို့ပဲသွားနေတော့တာဒါပေမဲ့နောက်ဆုံးသခင်ရှုနဲ့တွေ့တဲ့အခါသူအတိတရားပြန်ဝင်လာတယ်ပေါ်တမတရားရဲ့အရှင်ရတဲ့အခါအတိတရားဝင်လာတယ်အရှိတရားလည်းဖြစ်လာတယ်သခင်ရှုရှိလာတဲ့အခါသူမဟုတ်တော့မလုပ်တော့တောင်းလူပါနဲ့အရေးကြီးပါတယ်အတိရှိရင်လူများရဲ့နှစ်သက်ချင်းခံရတယ် အရှိကိုတိလာတဲ့အခါစိတ်သက်သာရကိုမဘာရှိလဲကိုတိလာရှောလူကဘယ်မှာမရှိတဲ့အခါဒေါသတွေပဲရှိပြီးမုန်းတာကြီးလုံနေတာဒုက္ခပြိမဲ့ညံ့မနှိမ့်ဆက်မယ်ဒါပေမဲ့သူ့ထဲမှာဘုရားရှိလာတဲ့အခါသူစိတ်သက်သာရတော့တောင်ငါသက်ရှင်သည့်ရာမှာခရစ်တော်ဖြစ်တယ်သူအဲ့စကားပြောတော့ဘာသူရှိကိုသူတိသွားတယ်တောင်တရားအသိရှိရင်အများနှစ်သက်လာတယ်တဲ့အရှိကိုတိလာတဲ့အခါ ဘဝမှာစိတ်သက်သာရတယ်။နောက်ဒီနေ့ရှောလူကိုအတိတရားရှိစေလာတာအရှိကိုသိစေလာတာတမာတရားရဲ့အရှင်ယေရှုကပဲဆွဲခေါ်တော်တာဖြစ်တယ်။နောက်ဒီနေ့သင်ဟာအတိရှိဖို့အရှိသိလာဖို့ကအဓိကတမာတရားရှိမှတာလေသိတာ။တမာတရားအရှင်ယေရှုကိုရမှတာလေရတာဖြစ်တယ်။နောက်ဒီနေ့မြန်မာနှိပ်စက်ဖို့လာတဲ့ရှောလူကြီးလမ်းမာတဲ့အသက်တာပါဖြစ်လေ။ ပြုပြပြောင်းလဲသွားတယ်ဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာတင့်ကိုဘေးအရာတွေကဒုက္ခပေးဖို့လာပါစေတင့်မပူပါနဲ့တင့်ထဲမှာတမန်တရားရဲ့အရှင်ယေရှုခရစ်တော်ရှိနေသရွေ့သူအရှင်ကပဲတင့်ကိုတာဝန်ယူသွားမယ်ဆိုတာအပင်းကြီးနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးနေကုန်ချုပ်ချင်တယ်ဒါကတော့ကလက်သမားဆရာကြီးတယောက်ရှိပါတယ်သူကအစအဦးတွေမှာစောက်တဲ့အခါလက်သမားအတတ်ပညာနဲ့လောက်ဆောင်နေသူတက်60ကျော်ရက်ခါ သူပြင်ပင်စင်ယူတော့မယ်ပြောချင်တာအလုပ်မလုပ်တော့ဘူးသူဟလာပြောချင်တာအလုပ်ထွက်ပြီးတော့နားတော့မယ်ဆိုပြီးတော့သူကသူ့ရဲ့တတိကိုတင်ပြတယ်နော်သူ့ရဲ့ contract ကိုတင်ပြတဲ့အခါ contract ကဒီလက်သမားဆရာကြီးကိုမဆုံးရှုံးစေချင်ဘူးဆက်လုပ်စေချင်တယ်ဒါပေမဲ့ဒီလက်သမားဆရာကြီးကလည်းပြောကျွန်တော်မလုပ်ချင်တော့ဘူးတဲ့အေးကောင်းပြီအဲ့ဆိုနောက်ဆုံးပြတဲ့ကျွန်တော်တခုလောက်ပဲလုပ်ပေးပါဗျာတဲ့အင်္ဂလိပ်တစ်လုံးဆောက်ပြီးတော့ပါလားတဲ့ခမည်းရဲ့လက်ရောက်ကျွန်တော်ကြိုက်လို့ပါအဲ့ဒီအချိန်မှာပဲလက်သမားဆရာကြီးအေးကောင်းပြီနောက်ဆုံးတစ်လုံးတော့ဆောက်ပေးမယ်ဆိုပြီး သူသိစိတ်မပါတော့သူကအဲ့အိမ်ကိုအဆင်ပြေလိုပဲသူစောက်ပေးလိုက်တယ်။နော်ခေါင်းမိုးလိုပါတော့ညာလိုလဲဟိုတော်ကြီးရော်ကြီးလေးပဲသူစောက်ပေးလိုက်တယ်။စောက်ပြီးတဲ့အခါမှာ contract ကလာချိတယ်။အဲ့အိမ်ဒိန်လုံးကိုပတ်ချိပြီးတော့နောက်ဆုံးနေကြောက်ဒီလက်သမားဆရာကြီးပြောရေးတဲ့ဒီအိမ်ကဗျာတဲ့ခမားစောက်ဖူးသမ ्या တဲ့မှာနည်းနည်းလေးတော့ခမားရဲ့အကောင်းဆုံးလက်ရာတွေထဲမှာ မပါဘူးလို့တော့ကျွန်တော်ထင်တယ်တဲ့အရေးသွေးနည်းနည်းညံ့တယ်လို့ပဲစိတ်မဆိုးနဲ့တော့တဲ့လက်သမားဆရာကြီးခင်ဗျားစောက်ခဲ့တာအကုန်လုံးကကောင်းတယ်ဒီအိမ်တိန်ချမှာပဲအရေးသွေးလေးတမျိုးဖြစ်နေလားမသိဘူးတဲ့ဒါပေမဲ့ကိစ္စမရှိပါဘူးတဲ့တကယ်တော့ဒီအိမ်ကခင်ဗျားကိုကျွန်တော်ကလက်ဆောင်ပေးဖို့စောက်ခိုင်းတာပါခင်ဗျားကိုပေးဖို့ဟာအကြမ်းလက်သမားဆရာကြီးကလှမ်းသွားတာတကယ်သူ့ကိုပေးဖို့စောက်ခိုင်းတာဒါပေမဲ့သူစိတ်မပါသူတို့လုံးဒီအလုပ်လုပ်လာပြီးတော့ဒီအလုပ်ကိုသူစိတ်မပါတော့တဲ့အခါမှာ တကယ်စိတ်မပါတဲ့အချိန်မှာသူ့အတွက်အရာဖြစ်သွားတယ်အဲ့ဒီအရာကြီးတော်တော်လုံးဒါနဲ့ပဲသူအလုပ်လုပ်လာဒါပေမဲ့အဲ့လုံနေတဲ့အရာပေါ်မှာသူစိတ်မပါတဲ့အခါမှာအဲ့စိတ်မပါပဲစောက်လိုက်တဲ့အိမ်ကသူရမယ့်အိမ်ဖြစ်သွားတယ်ထိုင်ကြမှာလည်းသမားဆရာကြီးလည်းသူ့ကိုယ်သူသေးရငါတမသိအကောင်းဆုံးဆောက်ပါလေအချိန်ကနောက်ချသွားပြီသူ့စိတ်ကသူ့အချိုးပြီးသွားတာဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာကျွန်တော်တစ်သက်လုံးဖျားနေပဲသွားခဲ့ရတာ အဲ့ဖျားနဲ့သွားတယ်ဆိုဖျားနဲ့ပဲဆက်သွားအောင်ပါ။ဘာမို့တဲ့လောကအရာနဲ့ဖျားနဲ့အဆက်အသွယ်ရော့သွားရင်သင်ရမယ့်အရာတွေဆုံးရှုံးသွားတတ်တယ်။တသမန်းဆရာကြီးလည်းတော့လျှောက်ကောင်းဆုံးလုပ်ခဲ့ပြီးမှသူစိတ်ခံစားချက်နဲ့မလုပ်ချင်လုပ်ချင်နဲ့သွားလုပ်လိုက်တာသူရမယ့်အရာကြီးဆုံးရှုံးသွားတယ်။ဒီကနေ့ဘဝမှာတတလုံးသွားခဲ့တဲ့လက်သမန်းဆရာကြီးအကောင်းဆုံးစောက်ပြီးမှပြီးကံနေမှဆုံးရှုံး ဒီကျွန်တော်တစ်လုံးဖျားနေသွားတဲ့သားမီးကတစ်ချက်ကလေးမှမပေါ့မိစီပဲဒီဖျားနေပဲဆက်ပေါ်ပါရီပဲလာလာဖျားသွားသူရှင်းထုတ်သွားမှာတင့်ဘကန်နေသူဖျားကရက်တီသွားမှာဖြစ်တယ်တောင်ဒီကနေ့ဘယ်တော့ကမှဖျားနေပတိုင်းမလျော့စီနဲ့မပေါ့မိစီနဲ့လီလီနက်နက်ထားပြီးတော့သူဖျားနိုင်အကျွင်းမဲ့ ယုံကြည်ပြီးတော့သူဖေကနှစ်သက်တဲ့အသက်တာနဲ့သက်ရှင်နိုင်သောသူများဖြစ်ပါစေလို့အပိယေနေကုန်းချုပ်လို့လေကျွန်တော်ဒီရောက်ချင်းစီတိုင်းဖြတ်ရှစ်သားပြီးကောင်းချီးပေးပါစေ God bless you all ကျွန်တော်ချင်းညာဆရာကတော့နှစ်ဖက်တောက်ချာနေကျွန်တော်မြန်မာစံတော်ညီညာနေ၄နိုင်ခွဲမှာကျွန်တော်ပြန်လေတွေ့ဆုံမှာဖြစ်ပါလေဖျားသခင်ကြီးစွာကြောင့်ကျွန်တော်မနေ့ကညနေကချင်းမိုင်မြို့ကနေကောက်စွာဖြင့်ပြန်လေရောက်ရှိပါရယ် Toothpick Facebook YouTube တို့မှာတရိယာစစ်တောင်းပေးတော်သူအားလုံးကိုကျေးဇူးတင်လို့ Toothpick ချင်းမိုင်မြို့ မှာရှိတဲ့ Grace Church ကနေပြီးတော့ copy တဲ့ Sarah Steven D နဲ့အသေးသူသင်သားများမှဆက်အားလုံးအားလုံးကိုကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်။ဒါကြောင့်ချက်သွားတဲ့ခီးစင်မှာတရိယာဆူတောင်းပေးတဲ့သူများမှဆက် ချင်းပိုင်းမှာတွေ့ဆုံရတဲ့ချစ်တော်ညီကိုမောင်မများနဲ့အားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်လို့ Sarah Steven Dean နဲ့က Grace Church ပေါ်မှာလည်းဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေလို့ဆုမွန်ကောင်းတောင်းလိုပါတယ်ဒီကနေ့ယေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ God bless you all ကျေးဇူးဆုတောင်းကောင်းချီးကံယူကြပါစို့ခမည်းတော်သားတို့သရှင်သောဘုရားတို့မှတ်ချုပ်ဖြတ်ထံတော်ပါမကောင်းချီးဖြတ်ပါသည်ချစ်ရှုတဲ့ online ပရိသတ်များပေါ်သူတို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူတို့၎င်း ဒီကိမုန်နီကျောက်တဲ့မုန်နီရှင်များမင်္ဂလာနှစ်ပတ်လေးကျောက်တော်သူများဘုန်းတော်ဝန်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်တယ်ကောအနေငယ်ကျမချင်းအာနင်းတော်ကြောင့်ရွှေလမင်းစီအိုမှာတင်ထားတဲ့ဆရာတော်ဒေါက်တာဆလိုင်းယောဟန်ခြေောက်ခွဲစိတ်ကုသမှုအောင်မြင်သလိုတာ၍ကျမချင်းခံစားရခြင်းနဲ့ကွခွဲစိတ်နေရသောလူနာများအကုန်ကျမချင်းကိုဝင်သိမိခင်ဒီမွေးဖွားနိုင်ခြင်းအခုလေမုံတိုင်းနဲ့ပတ်သက်ပြီးမြို့မြို့သတင်းတွေကြားရပြီးမြင့်ထုံမုံတိုင်းကိုပြက်ပြေစေခြင်း မြန်မာပြည်နဲ့တကဘာလုံးမှာဘီဥပဒေကိဝေးစီခြင်းရည်ကြီးရရှာမှုတွေဖေရှားခြင်းမြေပြိုမှုတွေမရှိအောင်ဘုရားသခင်ရဲ့လက်တော်ကွယ်ကခြင်းဘုရားရဲ့လက်တော်စောက်မှခြင်းတို့သည်ယေရှုရဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်းရဲကောင်းကြီးဖျက်ပြတက်ရောက်ပြီးရှိတည်နေပါစေတော့အာမင်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။ငိတ်သက်ချင်းရှိပါစေ။ကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့။